မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်သပါရယ်။ရှင်သန်တို့ထမဇိမနဲ့အတူမြတ်စွာဘုရားရှင်ဆူဆူပွင့်တော်မူရာမြင်းမြတ်မဟာကိုဖျားဘူးတူတူတွားရောက်ပြီးတော့ဖုံးမြော်ကြရအောင်ပါ။ငါရဲ့စေတလ2015ခုနှစ်စေတနိုင်လမှာအကြောင်းကနေပြီးတော့ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်။ ခုရန်ကုန် International Airport ကိုရောက်ရှိပါပြီ။ထည့်သွားမယ်ဆိုလို့ရှိရင်တော့ passport တွေ visa တွေစနစ်တကျယူဆောင်သွားဖို့အရေးကြီးပါတယ်။လင်းရန်လက်မှတ်တွေသေချာတနေရာမှာလက်လက်ကန်လို့ရအောင်ထုတ်ပို့ထားမှာဖြစ်ပါတယ်။အထက်ကအိန္ဒိယနိုင်ငံကိုဖျက်ဖို့သွားမယ်ဆိုလို့ရှိရင် ရွှေတွေငွေတွေမယူလာတာအကောင်းဆုံးပါ။ဘာကြောင့်လဲဆိုလို့ရှင် immigration မှာစစ်တဲ့အခါမှာတော့ရွှေတွေတွေ့လို့ရှင်ခွင့်မပြုပါဘူး။အိန္ဒိယနိုင်ငံခရီးလေးစိတ်မှာဆိုလို့ရှင်ဘလို့မှခွင့်မပြုပါဘူး။အခက်မသိရင်ဖန်ဆီချွန်တော်ချင်းကိုလည်းပဲခံရမှာဖြစ်ပါလေ။ Terminal 1ထဲကိုဝင်လာပါပြီ။ဖျာဘူးခီးတဲ့ဒီနေ့အသွာလာမြတ်တဲ့အတွက်ကြောင့် ကားတွေကတော့နည်းနည်းမရနိုင်ပါဘူးဒီနေ့မှကားကြာရှည်ရက်လို့မရပါဘူးအထုပ်တွေအကုန်လုံးချပိတာနဲ့ချက်ချင်းပဲကားပြန်ထွက်ရပါတယ်ဒါကြောင့်ကားတွေငှားလာမယ်ဆိုလို့ရှိရင်ကားပေါ်မှာအထုပ်တွေဂျန်ခင်းမှာကိုသတိထားမှာဖြစ်ပါတယ်လုံးလုံးလုံးနဲ့အထုပ်တွေဂျန်တတ်ပါတယ်အထိတ်ကိုဝင်သွားပြီဆိုလို့ရှိရင်တော့အိတ်တွေကို X-ray စက်ထည့်ကိုထည့်ရပါတယ် X-ray စက်ထည့်ကိုထည့်ပြီးဆိုတာနဲ့ကိုယ့်ရဲ့ checking counter ရှိတဲ့နေရာကိုတွားရောက်ပြီးတော့ ချက်ကင်လောင်းမှာဖြစ်ပါတယ်အခုတွေ့နေရတာကတော့ဖျားဖူးခရီးသွားလုပ်ငန်းကပုံကိုယ်လေးတန်းစီပြီးတော့ချက်ကင်ဝန်းနေကြတာဖြစ်ပါတယ်ဦးဇင်းတို့ကတော့တယောက်သေးသွားတာမဟုတ်လို့အကြကြီးမဆောင်ခဲ့ရပါဘူးခဏနေပြီးတာနဲ့အရင်ဦးဆုံးဗီဇာပတ်စပို့စစ်ဆေးရပါတယ်ဗီဇာပတ်စပို့စစ်ဆေးပြီးဆိုတာနဲ့ချက်ကင်ကောင်တာမှာသွားပြလေလို့ရှိရင်သူတို့က ိတ်တွေကို ကီလိုရှင်ပါတယ်ပြီးတာနဲ့လင်းထွက်ခွင့်မနေရကိုတောက်လို့ရပါပြီနောက်ပြီးတော့အနန္နန်လည်းစောက်ဝဲတောက်ဝဲငပိငချောင်းငချမ်းလည်းဆိုလို့ရှိရင်တေရှာထုတ်ပို့ပြီးမှယူသွားတာကောင်းပါတယ်မြန်မာပတ်စံတွေအများကြီးနှင်းလင်း90ယူသွားတာမကောင်းပါဘူးအလိုမျိုးအများကြီးယူသွားလို့ရှိရင်လည်းအစစ်စစ်ခံရတတ်ပါတယ် ဒီပါရှားထွက်ခွင့်မဲ့နေရာကိုရရှိခဲ့ပါပြီဒီနေရာမှာတော့လူတွေအများကြီးအမတ်တရတပ်ဖွဲ့တွေရိုက်နေကြတာပါတချို့ကလည်းနှုတ်ဆက်တဲ့သူနှုတ်ဆက်ဖို့မတန်တပ်ဖွဲ့တွေရိုက်နေနေရာကတော့ဒုဒစီကတဲ့နေရာတစ်ခုဖြစ်ပါတယ် အိန္ဒိယနိုင်ငံကိုသွားရမယ်ဆိုလို့ရှိရင်ဆောင်းရံရှောင်းရံလေးတွေလည်းအများကြီးရှိပါတယ်ဒီရာသီကအိန္ဒိယနိုင်ငံကအေရိယာသီမဟုတ်လို့အနှွေးထေတွေယူသွားဖို့လိုအပ်ပါတယ်တခါတလေမိုးရွာတာတွေရှိတတ်တဲ့အတွက်ကြောင့်ထီတွေယူသွားဖို့အရေးကြီးပါတယ်လင်းထွက်ခေါ်မယ်ဂိတ်နံပါတ်9ကိုပေါ်ရောက်နေပြီဖြစ်ပါတယ် ဆက်လက်ကစီးပြီးတော့အပေါ်ကိုတက်ရပါတယ်ဆက်လက်ကရအပေါ်ကိုရောက်သွားပြီဆိုတာနဲ့ immigration ဌာနရှိပါတယ်အဲ့ဒီနေရာကတော့ဗီဒီယိုတက်ပုံရိုက်လို့မရပါဘူးဖျားပူလေအိန္ဒိယနိုင်ငံကိုဖျားပူလေလေတဲ့အခါမှာ ခုနှစ်ညအိတ်ရှိရခီးစဉ်တွေရှိတယ်၊စနေညအိတ်စစ်တညအိတ်စနေရခီးစဉ်တွေရှိတယ်၊စလညအိတ်စင်္ဂရခီးစဉ်တွေရှိတယ်။တချို့ကလည်းစစ်ခုနှစ်ညအိတ်စစ်ကိုညအိတ်ခီးစဉ်တွေလည်းရှိကြပါတယ်။ဒါမဲ့နေပါလေ။ဒါကြောင့်ဖျားဖူးသွားတဲ့အခါမှာသွားရလာရတာကအရင်ဝေးတဲ့အတွက်ကြောင့်ကားပေါ်မှာပဲအရှင်းကုန်တာများပါလေ။ဒါကြောင့်စင်္ဂရသွားမယ်ဆိုလို့ရှိရင်စင်္ဂရရဲ့ဇာလုံးလုံး ဝါစာတွေအပြည့်စုံထိသွားဖို့ကပုံပြီးတော့အရေးကြီးပါတယ်။ဆေးဝါးတွေအိန္ဒိယမှာရတယ်ဆိုပေမဲ့လည်းပဲကိုတောင်းနေကြဆေးဝါးတွေကိုမြန်မာနိုင်ငံကတခါလေးယူဆောင်လာတာအကောင်းဆုံးဖြစ်ပါတယ်။စီးရှူရှိတဲ့လူတွေစီးရှူတိုင်းဆက်တွေယူလာတာကောင်းပါလေ။ဒီမှာကဝေလို့မရတော့တော့မဟုတ်ပါဘူးဒီမှာဝေနေမဲ့အချိန်မရှိပါဘူးဖះဘူးတွန်းနေရတဲ့အချိန်ကကားနဲ့ပဲတွန်းနေရတာဖြစ်တဲ့အတွက်မိုင်းပေါင်းကလည်း 2000ဝန်းကျင်လောက်ရှိတဲ့ခီးစဉ်တွေကိုတောက်လျှောက်တွန်းနေရတာဖြစ်တဲ့အတွက်ကြောင့်အရှင်သိမပေးနိုင်ပါဘူး။ဒါကြောင့်ကိုတောင်းနေကြဆေးဝါးတွေကိုယူဆောင်လာဖို့အဓိကဖြစ်ပါလေ။ခုတော့အပေါ်မှာရှိနေတဲ့ဈေးရောင်းတဲ့ဌာနတွေဈေးရောင်းတဲ့အခန်းတွေကိုရောက်ရှိနေပါပြီ။ဒီမှာရောင်းနေတဲ့ပစ္စည်းတွေကတော့အကုန်လုံးဒေါ်လာတွေနဲ့ပဲ။ တ်ထားတာကိုတွေ့ရပါတယ်ဒါပေမဲ့မြန်မာငွေတွေနဲ့ဝယ်မယ်ဆိုလို့ရှိရင်လည်းဝယ်လို့ရပါတယ်ပြပူးသွားမယ်ဆိုလို့ရှိရင်ကိုမြေတန်းအရသာတွေ့တဲ့စောက်ပွေတောက်ပွေတွေကို ယူဆောင်လာလို့ရပါတယ်ငချောင်းငချမ်းတွေပြုတ်လောက်ပြီးတော့မပြည့်ကြတဲ့ယူဆောင်လာလို့ရပါတယ်ဒါပေမဲ့ဒီမှာဖုံးကြောင်တွေမှာကျွေးတဲ့ဟင်းတွေကတော့မြန်မာနိုင်ငံကလူတွေချက်တာဖြစ်တဲ့အတွက်ကြောင့်မြန်မာဟင်းလျာတွေနဲ့တော့မဆိုင်လှပါဘူး ဒါပေမဲ့ကိုချက်တဲ့ဟာကိုမှစကျင်နေဆိုလို့ရှိရင်တော့ဘူးကလေးတွေနဲ့ထည့်လာလို့ရှိရင်လည်းပဲကွန်မီတာစု private သွားတာမဟုတ်ပင်နဲ့ဖျားဖူး company တွေနဲ့သွားတယ်ဆိုလို့ရှိရင်တော့8တွေ less way 8တွေ passport ကိစ္စ visa ကိစ္စတွေအစရှိတာအပြင်အကုန်လုံးသူတို့လုပ်ပေးကြပါတယ်ဝါဆောင်မှုပေးကြပါတယ်ကိုကကို သွားမယ်ဆိုလို့ရှိရင်တော့ passport visa အစရှိတဲ့အပြင်အားလုံးကိုကိုယ့်အကိုလောရတာဖြစ်ပါတယ်ဒါကတော့ဂိုင်းနံပါတ်9မှာအိန္ဒိယနိုင်ငံမြေမြမဟာကိုထွက်ခွာသွားရမယ်ဖျားဘူးခီသေးတွေစောင့်ဆိုင်နေကြတဲ့မြင်ကွင်းဖြစ်ပါတယ်ဖုံးဆက်တဲ့လူကဆက်ပေါ့နှုတ်ဆက်တဲ့လူကနှုတ်ဆက်တချို့ကလည်းမြေမြမဟာကိုဖူးရမှာဖြစ်တဲ့အတွက်ကြောင့်ဝါသာပီတိတွေနဲ့မျက်နှာတွေမှာ အပူတို့ကကင်းပြီးအပြုံးမြင်တာတွေနဲ့ကိုစီကိုစီရှိနေကြတာကိုလည်းတွေ့ရပါတယ်။ဥစဉ်တော့သွားမယ်လေရင် ကတော့ရရှိနေပါပြီ။နှစ်နာရီ7မိနစ်ဆိုလို့ရှိရင်စတင်ထွက်ခေါ်มาဖြစ်ပါတယ်။အိန္ဒိယနဲ့မြန်မာကတော့တနာရီกว่าပါတယ်။အခုလေရင်ရှိတဲ့နေရာကို သွားနေကြပါပြီ။ရာသီဥတုကလည်းတင်သားတွေတက်ပြီးတော့မိုးတွေရွာနေတာနဲ့မြင်ကွင်းကတော့တက်ပြီးတော့မရှင်းလာပါဘူး။ ဦးဇင်းတို့ကတော့ဘုန်းကြီးတယ်ဆိုတော့စိုးစိုးစီးစီးအရင်ဦးဆုံးအထက်ကို ဝင်ရတာဖြစ်ပါတယ်ဒါကလင်းရင်ဘုံကိုရရှိသွားပါပြီလင်းရင်ဘုံမှာကိုယ့်ရဲ့ပေးထားတဲ့ထိုက်ခွန်နံပါတ်တွေမှာဝင်ရောက်ပြီးတော့နေရာယူနေကြတဲ့မြင်ကွင်းဖြစ်ပါတယ်အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေသာမြတ်သောအဖြစ်ဖျားဖူးခီးသွားကြတာဖြစ်တဲ့အတွက်ကြောင့်အတွေ့အကြုံ အတွေ့အကြုံရှိသေးတဲ့အတွက်အတွေ့အကြုံမရှိဘူးဆိုလို့ရှိရင်တော့လေးရင်မဲတဲ့လေးရင်ပေါင်းလေးရှိပါတယ်သူတို့ရှိမှာအခုညင်တောင်းလို့ရပါတယ်ခီးသွားတာကတော့မြေမဲမဟာဗုဒ္ဓဂယာကိုသွားတဲ့အခါမှာတချို့ကလည်းဟိုတယ်ခီးစင်တယ်သွားလည်းရှိပါတယ်တချို့ကလည်း ဖုန်းကြောင်တဲ့ခီးစဉ်တွေကိုတွားလဲရှိပါတယ်ဖုန်းကြောင်ဆိုပေမဲ့အစစရအဆင်ပြေပါတယ်တတ်တန်ရှင်းရှင်းလဲရှိပါတယ်မိသားစုတပွဲဖုန်းကြောင်မှာတဲတဲ့အခါမှာတော့ဘာတစ်ခုခံစားရလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ရိုးရာအစစတွေကိုစားရတယ်နောက်ပြီးတော့ဖုန်းကြောင်မှာတက်ခွာရတဲ့အခါမှာတစ်ခါမှာ3ယောက်4ယောက်စသည်အဖြင့်တက်ခွာရတာဖြစ်တဲ့အတွက်ကြောင့် မိသားစုတစ်ဖွဲ့လည်းပဲနေထိုင်ရတာဖြစ်ပါတယ်။ဒါကတော့ခေါင်းကင်ကနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ဖုံးကြောင်းတွေမှာတဲတဲ့ခံပါအမျိုးသမီးဆိုလို့ရှိရင်အမျိုးသမီးအမျိုးသားဆိုလို့ရှိရင်အမျိုးသားတည်တန်းတဲခွာရပါတယ်။ဖုံးကြောင်းမှာတဲတဲ့ခံပါကိုယ့်ရဲ့ဇနီးမောင်နှံနဲ့အတူတူနေလို့မရပါဘူး။အမျိုးသမီးအမျိုးသမီးတတ်တတ်အမျိုးသားအမျိုးသားတတ်တတ်တည်တန်းစီ ခွေးပြီးတော့နေကြရပါတယ်။မြန်မာနိုင်ငံနဲ့ပေါ်တဲ့ကရာ ခရလေးဆိုင်ဟာဆိုလို့ရှိရင်2နာရီ10မိနစ်ခန့်လောက်မောင်းရပါတယ်။အမြင့်ပေ336000လောက်ကနေပြီးတော့မောင်းနေတာဖြစ်ပါတယ်။ဒါကတော့အိန္ဒိယနိုင်ငံကိုလင်းမဆိုင်ခင်မိနစ်အနည်းငယ်လို့မှမြင်ကွင်းနေဖြစ်ပါတယ်။ရန်ကုန်ကတက်လာတဲ့အခါမှာမိုးသားအနည်းငယ်ရှိခဲ့ပေမဲ့လင်းတော်တော်လေး10မိနစ်15မိနစ်ခန့်မြောက်မောင်းမိပြီဆိုတာနဲ့မိုးသားတင်းလိုက်တဲ့ခင်ပြီးတော့ တင်းရင်အဆင်နေပါတယ်ဒါပေမဲ့အိန္ဒိယနိုင်ငံတည်းကိုဝင်ပြီးတော့ခရီးလေးစိတ်ကိုရောက်တဲ့မဲ့အချိန်မှာတော့နှင်းတွေတအားကြပြီးတော့အောက်ကိုတည်တည်ချာချာတည်တည်ကွေးကွေးမမြင်ရပါဘူးဒီစိတ်တလားပိုင်းဆိုတာကဖျားဖူးသွားလို့အကောင်းဆုံးအရှင်ဖြစ်ပါတယ်အရန်ကြီးလဲမဲသေးတဲ့အရှင်ဖြစ်သလိုအရန်ကြီးလဲမပူတော့တဲ့ရာသီဥတုအခြေအနေတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်တလားပိုင်းဆိုလို့ရှိရင်တော့အလွန်တရာမှအစ်ဆက်တာဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီယာတိကတော့အသက်ကြီးတဲ့သူတွေကျန်းမာရေးမကောင်းတဲ့သူတွေတိတ်သွားလို့မတင်တော့ပါဘူးအိန္ဒိယနိုင်ငံကိုဖျက်ဖူးသွားမယ်ဆိုလို့ရှိရင်တော့စစ်တလားပိုင်းနှစ်လားပိုင်းနေမှာသွားလာလို့အကောင်းဆုံးဖြစ်ပါတယ်မြတ်စွာဘုရားရှင် ရှုခွင့်မျိုးခဲ့တဲ့နေရင်စရာမျိုးဖြစ်ပါတယ်ဥစဉ်တို့ဒီလျင်ပြန်လျင်ပြန်ပြန်တန်းတဲ့အချင်းတွေကိုကြည့်ရတာကခရတောင်ဘုကနေပြီးတော့ ပြန်တမ်းပြီးတော့ဥရဝလာတောင်ပေါ်ကပြန်တမ်းပြီးတော့နရင်စရာမြို့ကိုဖြတ်ကူပါတယ်နရင်စရာမြို့ကိုရောက်ပြီဆိုတာနဲ့ခရာမြို့ကိုရောက်ပါပြီဒါကနရင်စရာမြို့ကိုဖြတ်ကျလာတဲ့မြင်ကွင်းဖြစ်ပါတယ်ဒီယာသီကအိန္ဒိယတွေဂျုံစိုက်တဲ့ယာသီဖြစ်ပါတယ်ဂျုံတွေစားပြီးတော့သူတို့စိတ်နေကြပါပြီဒါကြောင့်လေကွင်းတွေဟာစင်းစော်ပြီးတော့အပေါ်ကနေဆိုလို့ရှိရင် တော်တော်ကြီးကောင်းတဲ့မြင်ကွင်းဖြစ်ပါတယ် ဒါကတော့ဂယာမျိုးနဲ့အလွန်တရာမှနှိစက်ပြီးတော့ဂယာလေးစိတ်ကိုစတင်စဉ်းစားမဲ့အခြေအနေဖြစ်ပါတယ်။ဂယာလေးစိတ်ဟာဆိုလို့ရှိရင်ဒါကအစိုးရစစ်တပ်ပိုင်းရဲ့လေးစိတ်တစ်ခုပါ။မော်ဒီလက်ထက်မှာဒီဂယာလေးစိတ်ကိုအမြဲတမ်းဖွင့်လှစ်ပြပြီးတော့အသွင်ပြုခံခဲ့တာဖြစ်ပါတယ်။ဒီဂယာလေးစိတ်နဲ့ပေါ်တဲ့ဂယာကတော့9ကီလိုမီတာလောက်လမ်းအဝေးကွာပါသေးတယ်။ဂယာမျိုးမှာတရှိနေတဲ့လေးစိတ်ပါ။ ောတကယ်လေးစိတ်ပါဟိုဝေးမှာလှမ်းမြင်နေရတဲ့အဆောက်အဦလေးကတော့ခရလေးစိတ်လေးဖြစ်ပါတယ်ဒီခရလေးစိတ်ကိုစောက်ထားတဲ့ပုံစံကတိဘက်သမုတ်တရုတ်အဆောက်အဦပုံစံကဲ့သို့လာလပပတိစောက်ထားတာဖြစ်ပါတယ်ဒီဖျောက်ပြရသည်လေဆိုလို့ရှိရင်တင်းလင်ကနိုင်ငံဘူတန်နေပါထိုင်းမြန်မာအစရှိတဲ့နိုင်ငံပေါင်းဘောရဘတ်နိုင်ငံတွေက အဆရှိတဲ့ဘောဓဘာသာနိုင်ငံတွေကလေရင်လေးတရိပ်ဆင်းသက်ပြီးတော့မြင်းမြတ်မဟာကိုဖူးကြတာဖြစ်ပါတယ်။ဒါကတော့ခရလေစိတ်ကိုဦးဇင်းတို့ဝင်သွားပါပြီ။ခရလေစိတ်ကိုဝင်သွားပြီဆိုတာနဲ့အရေဘီကတ်ကို ဖြစ်ထားဖို့လိုပါတယ်။အရေဘီကတ်ကို ဖြစ်ထားလို့ရှိရင်တော့ immigration မှာမကြပေးနဲ့အရင်ဦးဆုံးရှေ့ဆုံးကဝင်ပြီးတော့အပြင်ကိုထွက်ခွာနိုင်မှာဖြစ်ပါတယ်။ဒီလေစိတ်ကတော့နည်းလေးမြင့်တယ်လို့ပြောလို့ရတာပေါ့လေ။ဘာကြောင့်လဲဆိုလို့ရှိရင်တချို့အစားအသောက်တွေပါတယ် စီရီချွေးနေတာတွေတွေ့တယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော်တော်လေးပြောရဆိုရခက်ပါတယ်ဒါကတော့နိုင်ငံပိတ်တွေမှာဖျားနဲ့ပတ်သက်တဲ့ရုပ်ပကြီးကားချက်တွေဟိန္ဒူရဲ့ဒလိရိုးရာအစင်းလာတွေကိုကတ်ထားတဲ့နိုင်ငံပကြီးကားတွေဖြစ်ပါတယ်ဒီနေ့တော့မြန်မာနိုင်ငံအမေအလျင်တစည်းတာရှိတဲ့အတွက်ကြောင့်အာကာအင်မဂရေးရှင်းမှာလူရှင်းနေပါတယ်ဥစဉ်ကတော့အထုပ်ပို့တွေလည်းမြန်မြန်ဆန်ဆန်မပါတဲ့အတွက်အရိပကတ်ကလည်း ဖြစ်ထားပြီဖြစ်တဲ့အတွက်ကြောင့်ပထမဦးဆုံးရောက်ရှိလာခဲ့ပါတယ် immigration ကို ဖြတ်တဲ့ခါမှာတော့တက်ပုံလေးဗီဒီယိုလေးရိုက်လို့မရပါဘူးဒါကတော့မမေတို့ပါလာတဲ့ပစ္စည်းတွေကိုယူဆောင်ရမယ့်နေရာဖြစ်ပါတယ်တချို့ကလည်းတခါမှခီးမသွားဘူးလားတွေဖြစ်တဲ့အတွက်ကြောင့်အသက်ကြီးတဲ့တခါတခါမှတွေကကိုယ့်ရဲ့လက်မလွေလာတဲ့အိတ်ကလေးတွေကိုဒီဆက်တွေကို တင်ပေးလိုက်တာတွေတွေ့ရပါတယ်အဲ့လိုမလုပ်ရပါဘူးဒီဟာက exit ticket ဆက်မဟုတ်ပါဘူးပစ္စည်းတွေကို ရွေးတဲ့အစဖြစ်ပါတယ်။အဲဒီဂေယလေးစိတ်မှာ ထိုင်းလက်ရနဲ့ထူးစစ်ထားတဲ့ဗုဒ္ဓဆင်းတုတော်တဆူကိုជីညိုစရာဖူတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့မဟာယာနဗုဒ္ဓဘာသာဝင်ဒီဖနက်ကိုချုပ်ပြီးတော့မြတ်စွာဘုရားကိုပူဇော်နေတာဖြစ်ပါတယ်။အိန္ဒိယကို ရောက်လာပြီဆိုလို့ရှိရင်တော့ကိုတို့တော်မဲ့ဘုရားပုဖွေကအေလွန်ညာလေတိုးလီတာတင်နဲ့ အဆင်ပြေဖို့အရေးကြီးပါတယ်တူလီဒါတွေရဲ့ပြောဆိုတဲ့စကားသံတွေကိုလည်းပဲလိုက်နာဖို့အလွန်တရာမှအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီတူလီဒါတွေဟာဒီမြေမမဟာကိုလိုက်ဖို့နေတဲ့အတွေ့အကြုံတွေသူတို့စီမှာအများကြီးရှိထားပြီးဖြစ်တဲ့အတွက်ကြောင့်သူတို့ပြောတဲ့စကားတွေကိုလိုက်နာမှုမရှိဘူးဆိုလို့ရှိရင်တော့အနည်းငယ်ကတိကောက်ဖြစ်တဲ့အခြေအနေတွေရှိတတ်ပါတယ်။ဒါကတော့ဥစဉ်ကိုလာကြော်တဲ့ကားဆရာပါ။ ကောင်းရှိတဲ့နေရာကိုသွားနေပြီဖြစ်ပါတယ်။ဝရပါဒာတွေနဲ့ယဉ်ပန်းနေပြီဖြစ်တဲ့ဒီကရလက်ဆိုင်ကတော့ဒီနေ့လူတွေလည်းဝရပါဒာနဲ့ပတ်သက်လာလို့ရှိရင်တိုက်ပြီးတော့မစိမ့်တော့ပါဘူး။အားလုံးကပုံပုံရွရွပဲဖြစ်ပါတယ်။ကိုတရားထည့်လာမယ်ဆိုလို့ရှိရင်လည်းပဲဒီမှာဝန်ဆောင်မှုပေးနေတဲ့ကားလေးတွေရှိပါတယ်။အဲ့ဒီကားလေးတွေနဲ့သွားလို့ရပါတယ်။ဒီမှာအသိရှိတယ်ဆိုလို့ရှိရင်တော့ဒီက အတိကိုကလှန့်ခေါ်ထားလို့ရှိရင် သူတို့လာကြောပေးပါတယ်။ဥစဉ်ကတော့ဒီကအသီးဆရာတော်တပတ်ကိုဖုံးဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဆရာတော်ကကလှုပ်ပေးထားတာဖြစ်ပါတယ်။ပြည်စည်းတွေကြံမကြံလဲစစ်ဖို့အရေးကြီးပါတယ်။ပြည်စည်းတွေကြံခဲ့တယ်ဆိုလို့ရှိရင်ရှာရှင်ပဲအဲ့ဒီပြည်စည်းလက်ခံရေးဌာနကိုသွားပြီးတော့သွားပြောရမှာဖြစ်ပါတယ်။အဲ့လိုမဟုတ်လို့ရှိရင်ပြည်စည်းတွေကဟိုလူစီပါဒီလူစီပါနဲ့ ခါတလေပစ္စည်းတွေကိုမှားပြီးတော့ယူဆောင်သွားတတ်တာတည်းရှိပါတယ်။ဒါကြောင့်အဲ့ဒီမှာမိမိရဲ့နာမည်တွေ၊ company နာမည်တွေ၊ဖုန်းနံပါတ်တွေအပြည့်စုံရေးထည့်မှတ်သားထားဖို့အရေးကြီးပါတယ်။တချို့ဖွဲ့တွေကလည်းပဲလေဆေးကတ်တွေပေးထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလေဆေးကတ်ကိုလည်းပဲဆွေးထားဖို့လိုပါတယ်။အဲ့ဒီလေဆေးကတ်ရဲ့အောင်နာလေးမှာဖုန်းနံပါတ်တွေရေးထားပါတယ်။တကယ်လို့အခက်အခဲရှိတယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီဖုန်းနံပါတ်တွေကို ပြပြီးတော့ဆက်သွယ်လို့ရပါတယ်။ဒါကဥစဉ်စီမဲကားဖြစ်ပါတယ်။ဟုတ်လို့ရှိရင်လင်းကွင်းကနေပြီးတော့အကားကလေးထွက်လာခဲ့ပါပြီ။ဒီအိန္ဒိယနိုင်ငံမှာတော့ကားကိုမောင်းလို့ရှိရင်ဘေးမောင်းဖြစ်ပါတယ်။ဒီအိန္ဒိယနိုင်ငံမှာအများသောအပြင်ကားတွေဟာမန်နူရယ်မြတ်ပါတယ်။အော်တိုကားတွေမရှိသလောက်ဖြစ်ပါတယ်။တင်းနေကမှာကလူတွေလည်းများတာဖြစ်တဲ့အတွက်ကြောင့် ဆိုင်ကြီးတွေဆိုင်ကားတွေနွားတွေစပီးတွေအစာရည်သားဖြင့်အလွန်တရာမှသတိထားပါတယ်ဒါမဲ့ဒီကလူတွေရဲ့ကာမောင်းကျွမ်းကျင်မှုစကိတ်ကတော့အလွန်တရာမှကောင်းတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကာမောင်းနေတာကိုကြည့်ပြီးတော့တရှုမြန်မာနိုင်ငံသားတွေကကြောက်လန့်ကြပါတယ်ကားကိုအဲ့လိုမမောင်းပါနဲ့ဒီလိုမောင်းပါအစာရည်သားဖြင့်ပြောကြတာကိုတွေ့ရပါတယ် ဒါမဲ့ဘလို့ပဲပြောပြောသူတို့ရဲ့အထာသူတို့ရဲ့ဈေးသူတို့ရဲ့ရွေးရနဲ့သူတို့တွားနေတာဖြစ်တဲ့အတွက်ကြောင့်သိပြီးတော့ပြောလို့တော့မရပါဘူးသူတို့အဆင်ပြေသလိုအမောက်မှာဖြစ်ပါလေကားဆရာတွေရဲ့အယူဆကလည်းပဲမြတ်သောအဖြစ်သူတို့ကြောင့်ဒီခီးသွားတဲ့ဟာဘသောမှမထိခဲ့စရာဘူးဆိုတော့သူတို့မှာစီကံဥပဒေရှိပါတယ်အရင်တုန်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်း၁၀ကျော်ကျော်လောက်က ကားဆရာတွေပညာပြတာတွေကားဆရာတွေရဲ့ညှိလုံးတွေနဲ့တို့လိုလေးကြုံကျက်ခဲ့ရပါတယ်ရန်လည်းအများကြီးဖြစ်ခဲ့ရပါတယ်အခုနောက်ပိုင်းမှာတော့သူတို့ကလည်းမြန်မာနိုင်ငံကလူတွေဖျက်ဖူးတွေရဲ့အလိုစရိတ်တွေကိုတည်တော့ပြီဖြစ်တဲ့အတွက်ကြောင့်ဒီဖျက်ဖူးတွေနဲ့ပတ်သက်ပြီးတော့သူတို့ကလည်းပဲဝင်ဝဲတယ်ကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်ခီးတွေရဲ့သမဟုတ်ဖျက်ဖူးအဖွဲ့တွေရဲ့အလိုကိုလိုက်ပြီးတော့ စိတ်တင်းကြမောင်းပွဲတာကိုတွေ့ရပါတယ်။ကားရဲ့ဘေးဘက်ခြမ်းမှာရှိနေတာကတော့အဲ့ဒါခရမှာရှိနေတဲ့စစ်တပ်ဖြစ်ပါတယ်။ကားရဲ့ညာဘက်ခြမ်းကတော့ခရစစ်တပ်ကပိုင်ဆိုင်တဲ့ခရလေးစိတ်ဖြစ်ပါတယ်။ဒီနေ့လူတွေကတော့ဆန်ကေစီတာတော်တော်များပါတယ်။ဆန်ကေမောင်းလဲကျွမ်းကျင်ကြပါတယ်။ဆန်ကေလဲကြံ့ပါတယ်။အမောင်းကြံ့ပါတယ်။ဒါတွေကို ြည့်ပြီးတော့မြန်မာနိုင်ငံလာတဲ့လူတွေကချောလေမျက်စိရှောက်ကြတာပေါ့လေ။ဘာကြောင့်လဲဆိုလို့ရှိရင်မောင်းတဲ့ပုံစံတည်းလည်းမတူတော့ဘူး။လူတွေရဲ့မောင်းပုံမောင်းနေတွေကလည်းပဲကြမ်းတမ်းသလိုခံစားရမှာဖြစ်ပါတယ်။ဒါကတော့ဘေးဘက်ကိုတွားလိုက်လို့ရှိရင်ခရယာမြို့ပါ။ညာဘက်ကိုကွေးလိုက်လို့ရှိရင်ဘောဒခရယာဖြစ်ပါတယ်။ဦးဇင်းတို့ဘောဒခရယာလမ်းကိုရွေ့လိုက်ပါပြီ။ဘောဒခရယာလမ်းပေါ်ကိုရရှိပါပြီ။မြင်ရတဲ့အတိုင်းပါပဲအားလုံး။ကားရီစိုက်ကယ် ချုပ်ချက်ခံနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ကာယညာဘက်ချမ်းမှာကတော့ခုနကဥဒ္ဒနုဆင်းလာတဲ့ခရလက်စိတ်ဖြစ်ပါတယ်။ဒါကဘုဒ္ဓကယကိုသွားတဲ့လမ်းဖြစ်ပါတယ်။ဘုဒ္ဓကယနဲ့ခရမျိုးဟာမတူပါဘူး။ခရဆိုတာကပြီးဟာမှာဆိုလို့ရှိရင်မျိုးကြီးတစ်မျိုးထင်မှာပါတယ်မျိုးတစ်မျိုးဖြစ်ပါတယ်။ဘာသာရေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီခရမျိုးဟာဟိန္ဒူဘာသာဝင်တွေရဲ့မဖြစ်မနေလာရဖူးမြော်ရမယ် နေရာတစ်ခု ဖြစ်သတ်မှတ်ထားတဲ့မျိုးတစ်မျိုးလည်းဖြစ်ပါလေဒီကရမျိုးဟာမြတ်စွာဘုရားရှင်ခေတ်ကာလတော့ကရတီတာဆိုတဲ့နေရာဖြစ်ပါလေဘုရားရှင်ကိုရမြတ်ကြီးနောက်ပိုင်းဟောင်းရင်ဆန်ရဲ့လက်ထက်မှာကြတော့ဒီနေရာမှာတူတူလေးစီကနေပြီလို့ဆိုပါတယ်အတိကဘာသာရေးပွဲတွေကိုလှုပ်ဆောင်ပြီးတော့ဘာသာရေးအခမ်းအနားတွေမှာ မင်းဒီပြီးသိက်ခံတဲ့ခံပါဒီမြို့မှာလာပြီးတော့ပြီးသိက်သွန်းလုံးကြတယ်လို့တချို့မှတ်တမ်းတွေမှာ ရေးသက်ထားတာကိုတွေ့ရပါတယ်တော်တော်လေးတွေသွားနေတာကိုလည်းတွေ့ရမှာပါတော်တော်လေးတွေလည်းဒီမှာပေါ်ပါတယ်ဒီနိုင်ငံမှာကအငှားကဆိုလို့ရှိရင်အဝါရောင်နံပါတ်ပြဖြစ်ပါနံပါတ်ပြဖြစ်ပါတယ်အနက်ရောင်ဆိုလို့ရှိရင်တော့အင်းစီကားတွေဖြစ်ပါတယ်အိန္ဒိယကိုရောက်ပြီဆိုလို့ရှိရင်တချို့နေရာတွေက တိတ်ကိုတိတ်ပြက်တယ်လို့မပြီးမစီးသေးတဲ့အိမ်တွေကိုတွေ့ရမှာဖြစ်ပါတယ်။တချို့ကလည်းကြာကြာနာနာဆောက်ထားတဲ့အိမ်တွေကိုလည်းတွေ့ရပါတယ်။များသောအားဖြင့်ကတော့မပြီးမစီးနိုင်ဆောက်ထားတဲ့အိမ်တွေကိုတွေ့ရပါတယ်။ပတင်းပေါက်တယ်ဆိုလို့ရှိရင်လည်းပဲတက်တက်လေးဖောက်ထားတာကို တွေ့ရပါမှာ။ဒီအိန္ဒိယနိုင်ငံသူနိုင်ငံသားတွေရဲ့နေထိုင်ပုံစနစ်ကတော့နည်းနည်းချင်းချင်းကျကျလေးတည်ဆောက်ထားပြီးတော့အဲ့ဒီချင်းချင်းကျကျလေးအိမ်တွေမှာမိသားစုပေါင်း၃၄စုအလုံးမျိုးနေထိုင်ကြတာကို တွေ့ရတတ်ပါလေ။နှွားတယ်ဆိုလို့ရှိရင်လည်းတွေ့တဲ့မြင်တဲ့အတိုင်းပါပဲ။နှွားတယ်ဟာလည်းသူခွင့်ရနေတဲ့သူသွားလာပိုက်ခွင့်ရှိပါတယ်။သွားပြီးတော့တိတ်လို့မရပါဘူး။သွားတိတ်လို့ရှိရင်ရိုရစ်တဲ့ပေးရပါတယ်။ပြဿနာတွေအများကြီး။ပြဿနာတွေအများကြီးကိုဖြေရှင်းရတတ်ပါလေ။ဒီဘက်ကရဲ့ညာဘက်ခြမ်းမှာတွေ့နေရတဲ့လမ်းကတော့အခုမှဖောက်လို့ထားတဲ့ highway လမ်းမကြီးဖြစ်ပါတယ်။အရင်တုန်းကပတနာကိုသွားမယ်ဆိုလို့ရှိရင်၃နာရီကျော်လောက်မောင်းရတဲ့ခေးစဉ်ဟာ ဒီလမ်းကြီးဖောက်လိုက်ပြီဖြစ်တဲ့အတွက်ကြောင့်နှစ်လာရွေးဝန်းကျင်ဆိုလို့ရှိရင်ဘောဒေကာနဲ့ပတနာကိုရရှိနိုင်ပြီဖြစ်ပါတယ်။ဒါကဒီတရဖွင့်တာဟာနှစ်နှစ်ဝန်းကျင်လောက်ပဲရှိပါသေးတယ်။အခု Holy Land လို့ခေါ်တဲ့မြင်းမဲမဟာကိုစပြီးတော့အဝင်ပါပြီ။ဒါဘောဒေကာရဲ့စဝင်တဲ့မဟုတ်ဦးဖြစ်ပါတယ်။ဒီနေရာကိုဝင်လာပြီဆိုလို့ရှိရင်တော့မြတ်သောအဖြစ်တုတ်တုတ်လေး ပထရီကားလေးတွေအများကြီးတွေ့ရမှာဖြစ်ပါတယ်။ဦးဇင်းတို့ဖယားရှိတဲ့နေရာကိုမာဘူရီဇေတီတို့ရှိတဲ့နေရာကိုအရင်လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်လောက်ကတော့တည့်ရိတ်သွားပြီးတော့ရပါမယ်။အခုနောက်ပိုင်းမှာတည့်ရိတ်ကားတွေဝင်ခွင့်မရှိတော့ပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီမာဘူရီဇေတီတို့ဆိုတာဟာ ်တမိုင်းဝင်နေရာတစ်ခုဖြစ်တယ်ပြီးလို့ရှိရင် UNESCO ဝင်တဲ့နေရာလေးဖြစ်တယ်ဘာသာပါတာတို့ရဲ့အထွက်မြတ်ထားတဲ့နေရာတို့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတရားပတ်လေးကိုကာဝင်ခွင့်မပေးပါဘူးဒါ vibration တွန်းခံမှုတွေကိုရှောင်ရှားတဲ့အနေနဲ့ခွင့်မပြုခဲ့တာဖြစ်ပါတယ်ဒါတွေကတော့ခါရညာပတ်ဆက်မှာတွေ့နေရတဲ့အဆောက်အဦတွေကတော့ဟိုတယ်လေးဖြစ်ပါတယ်ဟိုတယ်လေးတိကိုခန့်နေအဓိကရရွာလေးကတော့ဘုဒ္ဓကရရွာလေးကတော့စီးပွားရတဲ့ကောင်းကြပါလေ။ဘာကြောင့်လဲဆိုလို့ရှိရင်ဟိုတယ်တွေ တေကိုခန့်တွေ guest house တွေအစားရသဖြင့်သူတို့အတွက်စီးပွားရေးအလွန်ကောင်းကြပါလေဘရဝတနိုင်ငံအားလုံးကလာရောက်ကြတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုအခန်းတွေပါတယ်ငှားပြီးတော့စားနေလို့ရှိရင်လည်းအရှုံးမြတ်မရှိပါဘူးအလုပ်ဖြစ်ပါလေအဲ့ဒီမောဦးကြီးတဲ့နေရာနဲ့ဖယားမဟာပုရိသေတို့ရှိတဲ့နေရာကိုကိုဟာလေးနဲ့ကိုစီးမဆလို့ရှိရင်တော့ရုပ်ပိတစေပဲလို့ရှိရင်မဟာပုရိသေတို့ကိုတည့်ရရပါတယ်ဒီလိုငှားပြီးတော့စီးမဆလို့ရှိရင်တော့ ဘက်တရီကလေးတွေဟာ90ပေးရပါတယ်ဒါပေမဲ့မြန်မာနိုင်ငံသားတွေသူတို့လင်းလို့ရမယ်ထင်တဲ့သူတို့မျက်နှာအရိတ်ခေမျက်နှာအကိတ်ခတ်ပြီးတော့တစ်ခါတလေအများကြီးတောင်းတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒီမြင်ကွင်းတွေကတော့မဟာပုရိသီတွေနဲ့အနိကန့်လာပြီးဖြစ်တဲ့အတွက်ကြောင့်အခါတွေလူတွေနည်းနည်းစပြီးတော့ရှောက်လာတဲ့အခြေအနေဖြစ်ပါတယ်စပြီးတော့မြန်လာတဲ့အခြေအနေဖြစ်ပါတယ်မြန်လာတဲ့မြင်ကွင်းတွေကိုတွေ့ရမှာဖြစ်ပါတယ် ဒီမာဗုဒ္ဓဒီဗုဒ္ဓဂယာမှာလည်းပဲဘရဝတနိုင်ငံအသီးသီးကအကြောင်းတွေအသီးသီးရှိကြပါတယ်။ဦးဇင်းတို့သွားရောက်တက်ခုံမဲ့နေထိုင်မဲ့အကြောင်းတော်ကတော့ရတနာဗုဒ္ဓအကြောင်းတော်ဖြစ်ပါတယ်။ဒါရဏဗုဒ္ဓအကြောင်းကိုဝင်လာတဲ့လမ်းဖြစ်ပါတယ်။ဆက်စင်နာမောဦးဇင်းတို့တက်မဲ့နေရာကိုဆက်စင်နာမောလို့ခေါ်ပါတယ်။ Rock Institute လို့လည်းခေါ်ပါတယ်။ တင်းကတော့ဒီလန်းလေးမကောင်းသေးပါဘူးအခုဒီလန်းလေးတော်တော်ကောင်းသွားတာကိုတွေ့ရပါတယ်အခုဆိုလို့ရှိရင်တက်ခွန်ပဲကြောင်းရဏဘိုးတွေကိုရရှိပြီဖြစ်ပါတယ်ဖျားဘူးဖွဲ့တဲ့နဲ့လာတယ်ဆိုလို့ရှိရင်တော့ဒီကြောင်းကိုရောက်ပြီဆိုတာနဲ့ဖျားဘူးဖွဲ့တွေကဝန်ဆောင်မှုပေးကြပါလိမ့်မယ်အဲ့ရနေရာထိုက်ခင်းတွေသူတို့စင်းရည်တွေနဲ့ခေါ်ပြီးတော့ပေးပါလိမ့်မယ်ပြီးလို့ရှိရင်အားလုံးပြင်ဆင်ပြီးသွားပြီဆိုတာနဲ့ ဥတည်ဖို့အတွက်ကောင်းကလေးတွေစီစဉ်ပေးပါဖြစ်ပါတယ်ဒါကတော့ဦးဇင်တို့ရောက်ပြီးတော့မာဘူရီစီတွေကိုညနေသွားရောက်ဖုံမြော်တဲ့မြင်ကွင်းလေးဖြစ်ပါတယ်ရှင်သန်တို့ထမိတ်ဆွေမနဲ့အတူအားလုံးအတူတူဖျက်ဖူးနေကြတဲ့ဓမ္မမိတ်ဆွေများမြန်မာနိုင်ငံကနေပြီးတော့ခရယာလေးစက်ခရယာလေးစက်ကနေပြီးတော့မိမိတိတ်ခုံမဲ့ ြောင်းနေရာကိုတွားရောက်ပုံအချင်းရတွေကိုဘုဒ္ဓရာဖြစ် sharing လုပ်ပေးသွားတာဖြစ်ပါတယ်။နောက်ဆက်ပြီးတော့လည်းပဲအိန္ဒိယတခွေမှာရှိနေတဲ့ဖယားဌာနတွေဘုဒ္ဓရာရခွေအများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီရှင်သန်လို့ထမေးစီမ YouTube channel ကိုအပ်ပေးနေကြတဲ့ပုံစံတွေဒီမြင်ကွင်းတွေ ဒီမြင်ကွင်းတွေကိုကြည့်ပြီးတော့တစုံတရာဘုဒ္ဓရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျမ်းမာရှင်းသာကြပါစေနောက်လာမယ့်အပိုင်းတွေကိုလည်းပဲဆက်လက်ကြည့်ကြဖို့မမေ့ကြဖို့တိုက်တွန်းပါတယ်